လူပေါင်း60ကျော်လောက်တံမြန်တီဆိုနေကြတဲ့ယေရှုခရစ်တော်ကိုချီးမွမ်းတဲ့ဓမ္မတေးတံဟာချမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့မန္တုံကျေးရွာမှာဖွင့်လှစ်ထားတဲ့ဟေဗျုံမူရစီဆွဲလူငယ်ပြုစုပျိုးထောင်ရေးတင်နန်းကျောင်းပရဝေါ်အတွင်းကအဆောင်ငယ်လေးတစ်ခုကနေတိုးထွက်လာပါတယ်။တချင်းကိုတီဆိုနေသူတွေဟာအကြောင်းအမျိုးမျိုးနဲ့မူရစီဝါတုံဆွဲမိလို့မိသားစုနဲ့လူမှုအတိုင်းအဝိုင်းရဲ့ဖယ်ခြင်းစွပစ်ခံခဲ့ရတဲ့အထိကြုံတွေ့ခဲ့ကြရသူတွေဖြစ်ပါတယ်။ အခုလိုလမ်းမရောက်ပြီးမွေးရည်ဆေးဝါးနှုန်းထဲမှာနှစ်မျောတွားတဲ့သူတွေကိုတက်နိုင်တဲ့လောက်ပြန်လည်ဆွဲတင်ဖို့ကြိုးစားနေတဲ့ပြုစုပြောထောင်ရေးတင်နန်းကျောင်းတွေရဲ့ဟေပြုံမွေးရည်ဆေးဆွဲလူငယ်ပြုစုပြောထောင်ရေးတင်နန်းကျောင်းဟာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။တယောက်ဘေးကင်းနိုင်ကင်းနေဖို့เนาะဒါကျမတို့ရဲ့နိုင်ငံသားတယောက်ရဲ့ခံချက်ဖြစ်တယ်လို့ ဟေပြုံမူရစ်ဆေးဆွဲလုပ်ငန်းပြုစုပြောထောင်ရေးတင်တန်းအကြောင်းကိုဆ ्याम ဒေါ်နန်းခန့်အောင်နဲ့ခင်မုံဖြစ်သူဦးအောင်မိုင်တို့က2019ခုနှစ်ဇွန်လမှာကိုထူကိုထစတင်ထူထောင်ခဲ့ကြတာပါခုလက်ရှိမှာတော့ဒီတင်တန်းအကြောင်းမှာမူရစ်ဆေးဝါးပေါင်းစုံကိုဆွဲလန်း YouTube ဖူခဲ့ကြတဲ့မြူတာမြူတမီအယောက်60နဲ့80လောက်ကိုပြုပြင်ပြောင်းလဲစောင့်ရှောက်ပေးနေတယ်လို့ဒေါ်နန်းခန့်အောင်ကပြောပါတယ်ခေတ်ဆက်ဆက်မူရစ်ဆေးဝါးထွက်ရှိမှုအများဆုံးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံတွေကရှမ်းပြည်နယ်မှာမွေးရည်ဆေးဝါးရဲ့တားကောင်ဖြစ်ခဲ့ရတဲ့လူငယ်တွေဟာဒုနဲ့ဒေးပါပဲရှမ်းပြည်နယ်မြောက်ပိုင်းနှန့်ခမ်းမြို့မိုင်းပုတ်ကြီးရွာကကိုမိုင်းတန်းဦးဟာလည်းသူတို့ထဲကတယောက်ပါမွေးရည်ဆေးဝါးကြောင့်ကိုမိုင်းတန်းဦးဟာမိတ်ဆွေအပေါင်းတင်မိသားစုမောင်နှမတားချင်းတွေရဲ့စွန့်ပယ်ခြင်းကို ခံခဲ့ရပြီးကိုကိုကိုတက်တည်ဖို့စူးစမ်းခဲ့တဲ့အထိအပြင်းထန်ခံစားခဲ့ရတယ်လို့ဆိုပါတယ်ဘိန်းဆလိတ်အရက်ကွန်ရဆဆ မကောင်းတဲ့အရာမှန်သမျှအားလုံးကျွန်တော်လုပ်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ကျွန်တော်ရဲ့မိသားစုတွေကကျွန်တော်ကိုစိတ်ကုံသွားပြီဖြစ်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကသူတို့ကိုအရန်ကိုဒုက္ခတွေပေးခဲ့တယ်ဩအခက်ခဲပြဿနာဤပေါင်းမျိုးစုံသူတို့ကိုနှိစက်ခဲ့တာဖြစ်တယ်ဩရှိသမျှအရာအားလုံးပေါ့နော်ဩကုံသွားတယ်အဖေတွေထားခဲ့တဲ့အမွေတွေအနှစ်တွေပေါ့နော် အကုန်လုံးရောင်းတယ်ရောင်းပြီးတော့မှဒီ မိသားစုတွေကအကောင်းဆုံးကျွန်တော်ကိုဒီမူရင်းစေဝါကြီးကျွံဘွားတဲ့ကနေလွတ်မြောက်လာဖို့ရန်တော့နီလာမျိုးစုံဟိုရှားပေးတယ်တိုးတော်များလည်းမလွတ်မြောက်ခဲ့ဖြစ်တယ်။နောက်ပိတ်ဆုံးမှာအမေရိကကျွန်တော်ကို ဘလောက်အထိပေါ့လက်လွတ်လိုက်တာလဲဆိုတော့ပိုက်ဆံကို ပေးပြီးတော့မှသွက်တေခိုင်းတာပေါ့နော်။ဒါကတော့ကိုမိုင်းတောင်ဦးရဲ့မူရင်းတော်နေခဲ့စဉ်ကဆိုးရွားခဲ့တဲ့ဘဝအတွေ့အကြုံပါ။ ရဲ့ရွာအတိုင်းဝိုင်းကပါလက်မခံလာတော့တဲ့အချိန်မှာကိုမိုင်းတောင်းဟာမူဆယ်မြို့ကိုထွက်သွားခဲ့ပြီး2021ခုနှစ်ဒီဇင်ဘာလ8ရက်နေ့မှာတော့မူရင်နိုင်နေရဲ့တပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။မူရင်နိုင်နေရဲ့အဖွဲ့ကတောင်းဆိုတဲ့25ရင်းချက်ကိုမိသားစုကပေးဖို့တဘောမတူဘဲထောင်အကျခံခိုင်းခဲ့ပေမဲ့နောက်ဆုံးမှာမိသားစုကပဲကိုမိုင်းတောင်းဦးကိုနှစ်သိန်းခွဲနဲ့ညှိနှိုင်းရွေးထုတ်ခဲ့ပြီးကိုမိုင်းတောင်းဦးတယောက် ဟေပြုံမူးရစ်ဆေးဆွဲလူငယ်ပြုစုပြုထောင်ရေးတင်းနှံကြောင်းကိုရောက်လာဖို့အကြောင်းဖြစ်လာခဲ့ပါတယ်။အခုတော့ကိုမိုင်းတောင်ဦးတယောက်သူ့ရဲ့အတိတ်ဆိုးကိုကြမ်းမာစွာနဲ့ပြုံးရပြီးပြောပြနေနိုင်ပြီဖြစ်ပါတယ်။အဲမူးရစ်ဆေးကသုံးဆွဲတဲ့ကာလနဲ့အခုမသုံးဆွဲတဲ့ကာလဘာထူးခြားသွားတာလဲဆိုရင်မိသားစုတွေရဲ့ယုံကြည်မှုအရင်တော့ကပတ်စံ ်ဟောတစ်ဆယ်တောင်းတာတော့မပေးဘူးပက်ဆန်တထောင်တောင်းတာမပေးဘူးပက်ဆန်တထောင်တောင်းတာတော့မပေးဘူးပေါ့နော် အခုကကိုကမတောင်းပဲနဲ့သူဘက်သူတို့ဘက်ကပေးချင်တဲ့စိတ်တွေရှိလာတာပေါ့နော်မိသားစုတွေလည်းဟိုပေးလာတဲ့တရုတ်ပြည်မှာရှိနေတဲ့ညီမတွေအမတွေကအားလုံးဝိုင်းပြီးတော့မှချစ်ကြတယ်ကိုလိုအပ်နေတဲ့အရာတွေပေးတယ်ဝယ်ပေးတာပေါ့နော်ဒါကကိုရဲ့နှုတ်နှုတ်ရှာပါစက်ကနေတောင်းတာတော့မဟုတ်ဘူးပေါ့နော်အဲကွာချချက်ကအဲ့လိုပေါ့ ဟေပြုံတင်နန်းကျောင်းတည်ထောင်သူဆ iam ဒေါ်နန်းခန်းအောင်ဟာသူ့ရဲ့ကိုထူကိုထကျောင်းလေးကနေကိုမိုင်းတန်းဦးလိုပဲလူပေါင်းများစွာကိုမူးယစ်နှွန်တဲ့ကနေဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ဟေပြုံတင်နန်းကျောင်းမှာတင်နန်းသားတွေဟာမနက်9နာရီကနေည6နာရီထိတင်နန်းရဲ့စီကန်းချက်တွေနဲ့အညီမိသားစုဝင်မြို့သူမြို့သားတွေနဲ့နိုင်ငံအတွက်ဆူတောင်းခြင်းတန့်ရှင်းရေးနဲ့စိုက်ပျိုးရေးလုပ်ခြင်းတင်ကန်းစာလေ့လာခြင်းနဲ့ကိုလဲလှူရှားကျမ်းမာရေးနဲ့ တကူရီလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ကြရပါတယ်။ဒါပြင်လူမျိုးစုံဘာသာစုံနဲ့တင်နန်းသားတွေအတွက်တင်နန်းကစီစဉ်ပေးထားတဲ့အတင်းတော်အတီးတီးရဲ့ဘာသာရေးဆိုင်ရာအစိုးမခံယူရာတမာကျန်းစာနဲ့ပတ်သက်ပြီးလိလာတင်ယူမှုတွေကိုလည်းလှုပ်ဆောင်ကြရတယ်လို့ဒေါ်နန်းခန့်အောင်ကဆိုပါတယ်။ကျမတို့ကစကတဲ့နဲ့ကျမတို့ရဲ့ခံယူချက်ဥတီချက်ရှိတယ်။အဲဘာလို့လဲဆိုဒီလိုမျိုးစုံသုံးဆွဲတဲ့ လူငယ်တွေတအားများဘယ်တော့အိမ်ထောင်ပြက်တွေလည်းတအားများတယ်အိမ်ထောင်ကွဲတွေတအားများတော့တယ်အဲ့လိုမျိုးကိုကျမတို့ကမြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့အခါမှာမြန်မာပြည်မှာနေတဲ့သူတယောက်အနေနဲ့ဟိုအရောက်ရှိတဲ့မှာတာဝန်ရှိနေတော့အဲ့ဒါကိုဝန်တာယူပြီးမှကျမတို့ကအများကြီးတို့တော့မကင်နိုင်ဘူးပေါ့နော် ကျမတို့အနည်းနာမှာကျမတို့ရဲ့တည်င်းချပြီးမှလာတဲ့သူတွေကတော့အကောင်းဆုံးကျမတို့ကဆောင်းရှောက်ပေးတယ်အကောင်းဆုံးတွင်တင်ပေးတယ်အကောင်းဆုံးသူတို့ကိုဆူဆုံးမှတဲ့အကောင်းဆုံးပြန်လမ်းကြောင်းပေးတဲ့အခါမှာကျမတို့ကဟိုဥမာ တရားမှာဆေးရခန်းနှုံးတော့ပဲအောင်မြင်တယ်ဆိုလဲကျမတို့ကမရှုံးဘူးလို့ခံစားတာဖြစ်တယ်။ငါတို့ကတရားကိုဖေးကင်နိုင်ကင်နိုင်ဖို့တော့ဒါကျမတို့ရဲ့နိုင်ငံသားတရားရဲ့ခံယူချက်ဖြစ်တယ်လို့။မူရစ်ဆေးဝါတုံးဆွဲဘူးလို့မိသားစုဝင်နေနဲ့လူတချို့ကအားပေးထောက်ခံတာတွေရှိပေမဲ့ဝေဖန်တဲ့လူတချို့လည်းရှိနေတယ်လို့တည်ရပါတယ်။မူရစ်ဆေးဆွဲနေတဲ့လူငယ်တွေအစားအခြားစိတ်ပိုင်းဆိုင်ရာမပြတ်စည်းတဲ့လူငယ်မောင်မယ်တွေကိုပြုစုဆောင်ရှောက်တာပြိုးထောင်ပေးတာပုံမကောင်းဘူးလားဆိုတော့ လူတချို့ရဲ့တံပြန်မေးခွန်းတွေလည်းရှိတယ်လို့ဒေါန်နန်းခန့်အောင်ကပြောပြပါတယ်။ဟိုတုံချုံရဲ့တို့၎င်းဟိုဒီအစားအစာပေါ့နော်စာဝတ်နေဒီဆန်ချီစားပြတ်လတ်မှုတွေအများကြီးတွေ့တယ်ပေါ့နော်။အာပြီးတော့ဒီမွေးချေဝသမားတွေကိုတော့ဘဒုမရှစ်ဝင်စားဖို့ဖြစ်တယ်။ဥပမာမိဘမဲ့ចောင်းတွေလုပ်မယ်ဆိုရင်လူများတွေကတနာလို့အများကြီးလိုပေးတာရှိပေါ့။လူငယ်ပြည့်စုံပြည့်ထောင်ရေးကြတော့တို့ရဒီဒီ မင်းရှိသွားကိုတုံးဆဲမယ်ဆိုရင်ဒီလိုဘွားရောက်တောင်းမယ်ဆိုရင်တို့တိတယ်တိတိနဲ့တို့တုံးဆဲလို့ဒီဘွားရောက်တားတဲ့တကြားပေါ့နော်အလိုရှင်တွေကတို့ကိုမလိုချင်မလိုပဲချင်ကြပေါ့လက်ရှိမှာဟေပြုံမူရစီဆွဲလူငယ်ပြုစုပြောထောင်ရေးတင်နန်းအကြောင်းဟာမိဒီပုတ်ကိုအဖွဲ့စည်းရဲ့ပုံမှန်ထောက်ပံ့မှုကိုရယူထားတာမျိုးမရှိပဲမူရစီတုံးဆဲဘိုးတို့ရဲ့မိသားစုအတိုင်းဝိုင်းမိတ်ဆွေတချို့နဲ့ဒီကြောင်ရဲ့ပြုစုဆောင်ရှားမှုကြောင့် ပြန်လည်ကောင်းမွန်သွားတဲ့လူတို့ရဲ့ထောက်ပံ့မှုနဲ့ပဲလက်ပတ်နေတာဖြစ်တယ်လို့တည်ရပါတယ်။တင်နန်းကျောင်းတည်ထောင်သူဒေါ်နန်းခန့်အောင်ဟာဒီကျောင်းမှာတင်နန်းအဖြစ်ပါဝင် တက်ရောက်နေတဲ့လူငယ်တွေကို ပြုစုစောင့်ရှောက်ပြောထောင်ပေးတာထက်ပိုတဲ့ပြန်လည်ထူထောင်ရေးအပိုင်းတွေကိုလည်းဆောင်ရွက်ပေးခြင်းနဲ့စံတော်ရှိနေပါသေးတယ်။ဒီလူငယ်ပြုစုပြောထောင်ရေးက ကျမတို့ပြုစုပြုထောင်လဲလို့ပဲမပြီးဘူးဘောနော်ပြန်လေထူထောင်လေးကအဓိကလိုအပ်တယ်လို့ကျမတို့မြင်တယ်ကျမတို့ရဲ့ကောင်းကျိုးဆိုတခုမှမရှိဘူးအဲဘင်းစားတွေကိုပြပြီးမှကျမတို့ကစားမယ်ဆိုတော့ဘာမှစားလို့မရဘူးဝင်ဆွဲလဲဘင်းစားတွေကိုချစ်ပြီးလို့များချစ်လို့လားပေးတယ်ဆိုတော့ခုနကပြောလို့မရှိဘူးဘောနော်အဲကျမတို့ကယင်းနေရဘောနော်နှလုံးသားယင်းနေရတယ်မေတ္တာယင်းနေရတယ်ဟိုကျမတို့အစဉ်ပြေအစဉ် နေမဲ့အရာကိုဒီမှာညီကိုတင်ရအတူဒုက္ခခံပြမလာရင်းနေရတဲ့အရာတွေရှိတယ်ပြီးတော့ကျွန်တော်တို့မှာအာသာသမီရှိတယ်ဒါပေမဲ့သာသမီတွေနဲ့ပင်လင်းဒီနေရာမှာသူနေရအောင်ပေါ့နော်သူတို့ကတော့တသက်နေပြီးမှမိသားစုသာသမီနဲ့ခွဲပြီးမှဒီဟိုဖြစ်ဒီလူငယ်ပြုစုပြထောင်ရဲမှာကျွန်တော်တို့ကစိတ်နစ်တယ်ကိုနစ်တယ်ပေါ့နော်ဘဝကိုနစ်ပြီးမှကျွန်တော်တို့ကတာကိုလက်ဆောင်နေတယ်